မြန်မာပြည်လွတ်လပ်ရေးရပြီကစားပဲခူးယိုးမနဲ့မလန်းမကန့်မှာကဝွန်တောင်ဆိုတဲ့ရွာကြီးတွေဟာရှိခဲ့ဘူးပါတယ်။ရွာသူရွာသားတွေဟာလေယာကိုင်းကျွတ်လုပ်ငန်းလုပ်ကင်ကြပြီးတော့အသက်မွေးဝမ်းကြောင်းပြုကြပါတယ်။တချို့လေပိုင်မရှိတဲ့သူတွေကတော့လေမြေများစွာပိုင်ဆိုင်တဲ့သူတွေထံမှလေမြေငားပြီးတော့စဘာပေါ်တဲ့အချိန်ရောက်မှဘယ်ရွေးဘယ်များစဘာကိုပေးပါမယ်ဆိုပြီးတော့နှုတ်ကရီစာချုပ်နဲ့စဘာထွက်လာချိန်ရောက်မှတတ်မှတ်အဖိုးခပေးချီပြီးတော့လုပ်ကင်တတ်ကြပါတယ်။ပေးရတဲ့ဈေးကအမျိုးမျိုးပုံပုံရှိပါတယ်။ မျိုးအတွက်စဘာထုံရဲစိုက်ပြို့ဖို့နွားကိုပါလဲပိုင်ရှင်ကထုတ်ပေးရရင်ဈေးကတမျိုးမျိုးစဘာနဲ့နွားကလေငါးတွင်ရှိပါကတစ်စီးနဲ့လေမြေအကြီးသေးပေါ်မူတည်ပြီးတော့လဲဈေးကကွာသေးပါတယ်မိုးရသည်ရောက်ရင်တော့လေလုံးမဲ့လူတွေကလေပိုင်ရှင်တွေထံမှာကြိုတင်ပြီးတော့အကြောင်းကြားထားရပါတယ်။ဥမောင်ကြီးဆိုတာကဝန်တောင်ရွာမှာအချမ်းသာဆုံးလေမြေအများဆုံးလို့ပြောလို့ရပါတယ်။မိဘဘူဘွားလေမြေတွေရောသူ့လက်ထက်ကစူးစမ်းမှုကြောင့်တိုးပွားလာတာတွေရောကြောင့်လေတွေကလက်ညှိုးထိုးမလွဲပါဘူး။ ဦးမောင်ကြီးကချမ်းသာပဲမလဲအတောက်စားကင်းပါတယ်အလူတန်းလဲရက်ရော်သလိုမရှိတဲ့လူတွေပေါ်မှာလဲစေတနာထားပြီးတော့ကူညီတတ်ပါတယ်လဲမရှိတဲ့သူတွေကဦးမောင်ကြီးလဲတွေကိုအလူရဲ့သူ့ထက်ကလိုချင်တဲ့လဲခွက်ရအောင်ຫນွေကလေးကကြုံငါးထားတတ်ကြပါတယ်ဦးမောင်ကြီးကတော့လဲတီးစားကကို short ပေါ်ယူတာပြင်မျိုးစဘာမရှိသူနွားမရှိသူတွေကိုလဲနွားတွေပါထုတ်ပေးနိုင်ပါတယ်နွားဆိုရင်လဲတောင်တမကြီးဦးမောင်ကြီးမှာရှိပြန်ပါတယ်ဒါပေမဲ့ဥမောင်ကြီးပိုင်ဆိုင်ထားတဲ့လယ်တွေထဲမှာနစ်စင်ဘသူမှမလုပ်ရတဲ့လယ်ကွင်းတစ်ကွင်းတော့ရှိပါတယ် ။ဘာကြောင့်မလုပ်ကြတာလဲဆိုတော့အเจ้าကရိုးရိုးလေးပါ။တစီ6လို့ပါတယ်။ဘိုးဘွားတွေလက်ထက်ကလေးကလုံးမဲ့သူမရှိခဲ့တဲ့လေကြီးဟာသူ့လက်ထက်အထိကိုလောက်ကန်သူတူတူယောက်မှရှာမရပါဘူး။မယုံလို့စမ်းပြီးတော့တချို့ကလုံးကြည့်ကြပါတယ်။တချို့ကလေတဝက်ပြီးကန်နီတချို့ကြတပတ်ဆယ်ရက်တောင်မကြပါဘူး။ခွေးပြေးဝက်ပြေးပြေးလာကြရပါတယ်။တစစ်စကားတစစ်နာနဲ့အဲ့ဒီလေကြီးဟာလောက်ကန်သူမရှိဘဲနဲ့တကယ်ဖုံးဆိုးတော်ကြီးဖြစ်နေပါတယ်။ အခုနှစ်မှာလည်းမိုးကြကနီးလာတော့တခြားလင်ကားတွေနွားတွေမျိုးစွားတွေအကုန်လာထုတ်သွားကြပြီမလို့ဥမောင်ကြီးလည်းဘယ်လေကဘသူလုတ်တယ်ဒီလေကဘသူယူတယ်ထုတ်ပေးရတဲ့နွားစင်းရင်စပားစင်းရင်တွေကိုခဲတဲ့တို့တချောင်းနဲ့စင်းရင်ဆောက်တဲ့မှာမှတ်နေပါတယ်ဟေးဥမောင်ကြီးဥမောင်ကြီးဟာတားကောင်လာလီကွာနောက်ကရောဘသူတွေလဲဟာခြံဝှက်မှရက်ပြီးတော့ခေါ်နေတဲ့သူဟာတဖက်ရွာကဥမောင်ကြီးရဲ့တငယ်ချင်းတားကောင်ဖြစ်ပြီးတော့သူ့ရဲ့နောက်မှာတော့အထုပ်ဘိုးကိုစီပိုက်ပြီးတော့အဝတ်စားညင်နွမ်းနွမ်းနဲ့ ယောက်ျားတစ်ယောက်ရဲ့မိန်းမတစ်ယောက်ရဲ့10နှစ်ခန့်ရှိတဲ့ရွယ်ကလေးတစ်ယောက်နဲ့9နှစ်6နှစ်လောက်ရှိတဲ့ကလေးတစ်ယောက်ကိုလက်ဆွဲပြီးတော့လာနေကြတာဖြစ်ပါတယ်။ကလေးနှစ်ယောက်ဟာလည်းအဝတ်အစားအနှွမ်းလေးတွေနဲ့ကြောင်ချီးရုပ်လေးတွေဖြစ်နေပါတယ်။တာကောင်ဟာဥမောင်ကြီးထိုင်ရာကွပ်ပြစ်မှာဝင်ထိုင်လိုက်ချိန်မှာမိသားစုဖြစ်ပုံရတဲ့ထိုလေးယောက်ဟာလည်းအထုပ်ပိုးတွေမြေပေါ်ကိုချပြီးတော့ရက်နေကြပါတယ်။ကဲစိုးစမ်းမအောင်တာကောင်ရဲ့လာရင်ကိစ္စသူတို့တွေရောဘယ်သူတွေလဲကွာ။ငါလာတာလဲအဲ့ဒီကိစ္စပဲမောင်ကြီးဟာမင်းမှာငားစရာလေကြံသေးလားဟာ သူတို့တွေကငါမိမဘက်ကအမျိုးတွေကွာအခြေအနေကမင်းမြင်တဲ့အတိုင်းပဲကုညီလို့ရလို့ရှင့်လေကုညီပေးပါအောင်ကွာဟာအဲ့ဒါမှခက်တာပဲတာကောင်ရငါလေတွေကလူငါပြေသွားပြီကွာမင်းကိုအားကိုးပြီးတော့အထုပ်ဖို့ပြင်ပြီးတော့ငါတခါတည်းခေါ်လာခိုင်းမိတာကွာအာအခုတော့ဒုက္ခရောက်ပါပြီကွာဥမောင်ကြီးစကားကြောင့်တာကောင်စိတ်ပြက်လက်ပြက်နဲ့ရေရွလိုက်ခြင်းနဲ့အတူမျော်လင့်ချက်နဲ့ပြောစကားနားဆွင့်နေကြတဲ့လင်မယားနှစ်ယောက်လည်းမျက်နှာတွေညှို့ကြကုန်ပါတယ်မင်းမှတော့မရှိမှတော့အခြားဘယ်မှရှိပါတော့မလဲကွာ သူတို့ကလည်းတော်တော်လေးကြက်တဲ့နေရွာကွာ။ကုညီလို့ရလို့ရှိရင်ကုညီစမ်းမအောင်ကွာ။လေဤတကွင်းတော့ရှိတယ်တာကောင်ရ။ဒါပေမဲ့ဘယ်သူမှမလုပ်ရဲလို့ပြစ်ထားကြတာမြေရိုင်းဖြစ်နေပြီ။ဟုတ်လားဟ။အဲ့ဒါကိစ္စမရှိပါဘူးမောင်ကြီးက။အဓိကလေလောက်ရမှသူတို့စားဝတ်နေပြည့်လဲမှာလေ။ငါမပြောဘဲငါလို့ရှိရင်လည်းငါပြစ်ဖြစ်မှာမလို့ကြိုတော့ပြောပြစရာရှိတယ်ကွာ။အဲ့ဒီလေကအချောက်လန့်ကြံလို့ဘယ်သူမှလည်းမလုပ်နိုင်ကြအောင်။မင်းလူတွေကရောတရဲသက်စီကြောက်တက်လာမေးကြည့်ပါအောင်ဟ။ခင်မောင်မင်းကြားတဲ့အတိုင်းပဲကွာဘယ်လိုသဘောရလဲ။အာဘာမလုပ်ရဲစရာရှိလေဗျာလုပ်မယ်။ ကဲလုံမဲ့တဲ့မောင်ကြီးမင်းမဲ့ကြံတာကြည့်ပြီးတော့စီစဉ်ပေးပြီးတော့တာကောင်ကအလုံမရလဲသူတင်ကြွေးထားရမယ့်အရေးမလို့ဥမောင်ကြီးလက်ထဲကိုလင်မယားနှစ်ယောက်အပ်ပြီးတော့ခဏတပြုတ်စကားဆိုပြီးနှုတ်ဆက်ကရွာပြန်သွားခဲ့ပါတယ်။ဒါနဲ့မင်းနာမည်ကခင်မောင်ပါ။မင်းမိမအောင်လက်ခင်ပါခင်ဗျ။အေးအေးကွာမင်းတို့ကအဝတ်တထည်ကိုတခုနဲ့လာတာဆိုတော့လေအတွက်လိုအပ်တဲ့အသုံးဆောင်တွေမိုးရင်းစားသောက်ဖို့တွေတပါငါထုတ်ပေးမှာဟုတ်ပြီလား။ကျေးဇူးကြီးလာပါတယ်ဦးရဲ့။လင်မယားနှစ်ယောက်ကယခုမှပဲပြုံးနိုင်မှာတော့တယ်။ ဦးမောင်ကြီးကလည်းသူ့လေရိုင်းမြေကိုလှုပ်သူရှိလာတာကြောင့်အကယ်၍အဆင်ပြေသွားပါကနောက်နောက်ဆိုရင်းလည်းအကျိုးရှိမဲ့ရေကိုမျှော်တွေးပြီးတော့လိုအပ်တာအားလုံးကိုကုညီဖို့တွေးထားပါတယ်ခင်မောင်တို့လေမယားကိုသူ့အိမ်မှာပဲညစာကြွေးပြီးတော့တညအိတ်ခိုင်းလိုက်ပါတယ်နောက်တနေ့မှာတော့ရွာကသူ့လူရင်းတွေကိုခေါ်ပြီးတော့ခင်မောင်တို့လေမယားသူ့လေကိုလှုပ်ကြိုက်မှာမလို့အားလုံးလိုအပ်တာတွေကိုဝိုင်းကူလှုပ်ပေးဖို့ပြောကြားလိုက်တဲ့အတွက်ရွာသားတွေလည်းထိတ်လန့်ကုန်ကြပါတယ်တနေ့တကြီးကလာတာမလို့အကြောင်းမသိတာမလို့ဒုက္ခတွေးတော့မှာပဲဆိုပြီးတော့လည်းဝိုင်းသနားနေကြပါတယ် ဥမောင်ကြီးအစီမံနဲ့ပဲလယ်နီးတောင်ကုန်းပေါ်ကမြေတစ်ခုကိုရှင်းလင်းပြီးတော့တဲကြီးတလုံးဆောက်စေပါတယ်။နွားတင်းကုန်းတစ်ခုကိုလည်းတဲနဲ့မလန့်မကန့်မှဆောက်ကြပါတယ်။လူရင်အားများတော့နေ့လယ်ပိုင်းလောက်မှပဲတဲရဆောက်လို့ပြီးသွားပါတော့တယ်။တစ်ဆက်တည်းမှာပဲမျိုးစပါးတွေထုံထုံတပိုးတွေအိုးခွက်ပကံတွေကိုပါရွာသားတွေကိုတဲလာခိုင်းပြန်ပါတယ်။ယခုလိုမိုးမကြမီကာလမှာလယ်နဲ့ရွာကနှစ်နာရီမြောက်လောက်ရှောက်ရပါမယ်လေ။မိုးရဲဆိုပါကကွေ့ပတ်ရှောက်ရတာကြောင့်အချိန်ကြာတတ်ပါတယ်။ဒီလိုနဲ့ပဲစားနပ်ရိက္ခာတွေစုံလင်သွားချိန်မှာတော့ခေမောင်တို့လည်း ညနေစောင်းမှာပဲမိသားစုတွေတဲအစ်စီကိုပြောင်းလာခဲ့ကြပါတော့တယ်။ရွာသားတွေကတော့ခင်မောင်တို့ကိုကြည်ပြီးတော့တယောက်တစ်ပေါက်ပြောဆိုကြံနေရစ်ခဲ့ကြပါတယ်။ဘယ်နှစ်များရွာကိုပြေးလာကြမလဲ။ဘလို့ကြောက်လန့်စရာတွေကြုံရမလဲ။စိတ်ကူးနဲ့ထင်ရတယ်လည်းပြောနေကြပါတယ်။ညနေစောင်းခင်မောင်မိန်းမကတဲအတွင်းချက်ပြုတ်နေချိန်ကလေးနှစ်ယောက်ကတော့တဲဘေးပတ်လည်မှာဆော့နေကြပြီးတော့ခင်မောင်ကတော့တဲတောင်ကုန်းထိပ်ကနေစီးမိုးမြင်နေရတဲ့လေခွင်းကြီးကိုကြည်ပြီးတော့စိတ်ကူးတွေနဲ့အတွေးနေချက်နေမိပါတယ်။ယခုတစ်နှစ်လောက်ပြီးတော့ကျွေးမြများကင်းလင်တော့နောက်တစ်နှစ်လဲထက်လောက်ပြီးတော့ သားနှစ်ယောက်ကိုရှင်ပြူပေးမယ်ဆိုပြီးတော့စိတ်ကူးရင်နေမိပါတယ်။သားနှစ်ယောက်ကလည်းယခုဆိုရင်ရှင်ပြူရမယ့်အရွယ်ကိုတော့ရောက်နေပြီမလဲ။စားဖို့တောက်ဖို့ကိုရုန်းကန်နေကြရတာမို့လို့ အဲ့ဒီအရေးဘက်ကိုမတွေးနိုင်ခဲ့ပါဘူးလယ်ပုံစံနေထားကတော့တခြားလယ်များနဲ့အလန်းဝေးနေတာကြောင့်လည်းတစ်ပင်တောအုံများကဘေးပတ်လယ်မှာအုတ်ဆိုင်ပေါက်လျက်တီးခြားအသွင်ရှိနေသလိုပေါက်ပင်တွေနဲ့တောဆက်လယ်မြေတွေကတစ်ပင်နေရာလဲလယ်ကွက်များကိုအုပ်မိုးပြီးတော့ပေါက်ရောက်နေပါတယ်ညစာစားတော့ပြီးတော့မိသားစုခဏတစ်ပြုံညစာစားပြီးအိပ်ယာဝင်ခဲ့ကြပါတယ်ထုံညမှာပဲဘာနောက်ချက်မှမတွေ့ရပဲတညတာကုံဆုံးသွားပြီးတော့နောက်တနေ့ခါမှာတော့လက်ခင်မှာထမင်းစောစောထားချက်ပြီးတော့မနက်စာစားတော့ကြပြီးတဲ့ခါမှာ လေမယားနှစ်ယောက်ဟာလယ်ထဲဆင်းခဲ့ကြပါတယ်မိုးကတစ်ချိန်နှစ်ချိန်သာရွာပြီးတာမို့မိုးမမှန်သေးတာကြောင့်ယခုလိုအချိန်မှာလိုအပ်သည်များကြိုတင်ပြင်ဆင်ထားရန်အတွက်ပါလေခွင်းထဲမှာပေါက်နေတဲ့တစ်ပင်တချို့ကိုတော့ဇနီးတဲ့ဖြစ်သူကိုခုတ်ဆီပြီးတော့ခင်မောင်ကလေခွက်အတွင်းမိုးနေတဲ့တစ်ကိုင်းကြီးများကိုခုတ်ချနေပါတယ်တိရိပ်မိုးတဲ့စပါးဟာတီးဆံမပြည့်တာကြောင့်လေခွင်းမှာအမိုးခံရထားလို့မရတာကြောင့်လည်းဖြစ်ပါတယ်တားနှစ်ယောက်မှာတော့တဲအတွင်းမှာစော်စားနေကြပါတယ် အဲဒီအချိန်မှာပဲတဲတောင်ကိုတောဆက်ကနေလူတယောက်ထွက်လာပြီးတော့စော်စားနေတဲ့ညီကိုရှိရကိုရှောက်လာခဲ့ပါတယ်။လူပုံစံကကြည့်ရတော်တော်လေးစိုးပါတယ်။မျက်လုံးကပြပြပါးစပ်ကပြပြနှာခေါင်းတိုလလန်နဲ့လယ်ဘင်းကရှိတယ်လို့မထင်ရလောက်ပျောက်နေပါတယ်။လက်ပြင်ကကိုင်းကိုင်းနဲ့ခြေကလမ်းလျှောက်လို့ရှိရင်ဘဲသွားသွားနေတယ်လို့မျိုးကြည့်ပါ။အရက်ကလည်းခလေးတတတာဖြစ်ပါတယ်။ အရက်ကလည်းခလေးတတတာရှိပါတယ်အသားရည်ကမဲပြီးတော့အကွက်တီတောင်ထနေပါတယ်အောက်ပိုင်းမှာကဒူးစစ်လောက်ရောက်ပေမဲ့နံငယ်ပိုင်းတထည်သာဝှက်ထားပါတယ်အပေါ်ပိုင်းကိုဘာမှမဝှက်ထားတော့စူထွက်နေတဲ့ဘိုက်ကဘူစီပေါင်းကိုရေထည့်ပြီးတော့လွှဲရမ်းနေတယ်လို့မျိုးခြုံပြောရရင်ရုတ်တရက်မြင်လဲရရင်ဖပြုတ်ကြီးလမ်းထားရှောင်နေတယ်လို့မျိုးပါပဲအေးကောင်လေးတွေဟမ်ဘာပိုင်းလဲဟာဘဘလူးကလေးနှစ်ယောက်ဟာရုတ်တရက်စူးအပ်အတန်နဲ့အတူကြောက်စရာအတွင်ရှိတဲ့အဲ့ဒီလူကိုတွေ့လဲရတာကြောင့်လန့်ဖြန့်ပြီးတော့အော်မိကြပါတယ် မကြောက်ကြပါနဲ့ကွာမင်းတို့နှစ်ယောက်တည်းစော့နေတာမပြင်းကြဘူးလားမင်းတို့ရွယ်ကောင်လေးတွေဒီနားမှာအများကြီးရှိတယ်ကွာစော့စရာတွေကလည်းစုံမစုံပဲစော့ကြလို့ရှိရင်ငါနဲ့လိုက်ခဲ့ကြပါလားအကောင်ကြီးဟာရေတံပြုတ်လိုက်ရာဖားဟော်တံနဲ့ပဲဆင်းနေပါသေးတယ်ပြီးတော့ကောင်လေးတွေကိုသူနဲ့လိုက်ဖို့လည်းပြောနေပါတယ်မလိုက်ဘူးမလိုက်ဘူးကိုကိုတားကြောက်တယ်ကိုကိုတားကြောက်တယ်အငယ်ကောင်လေးဟာကြောက်ခါသူ့အကူကိုဖတ်ပြီးတော့ငိုနေပါတော့တယ်ဒီမှာကြည့်ဒီလိုဟာလေးတွေကိုမင်းတို့မလိုချင်ဘူးလား အဲဒီကြောက်စရာလူကြီးကနောက်ကိုပစ်ထားတဲ့လက်ကိုရှေ့ကိုဖြတ်ထုတ်လိုက်တော့ဖပြုတ်လူကောင်းကြီးလက်ထဲမှာတစ်သားနဲ့ထူထားတဲ့လက်ပတဲ့မင်းသားရုပ်လေးတရုပ်မင်းသမီးရုပ်လေးတရုပ်ပါလာပါတယ်။အရွယ်အစားကတထွာကြော်ကြော်လောက်ရှိပေမဲ့အယုတ်ကလေးတွေကတအားလာတာမလို့ကလေးနှစ်ယောက်အကြောင်သားနဲ့ငေးကြည့်နေကြတာအငဲကောင်လေးကအငူတော်တိတ်သွားခဲ့ပါတယ်။ဖပြုတ်လူကောင်းကြီးကအယုတ်ကလေးတွေကိုကလေးတွေစိတ်ဝင်စားမှန်းသိတော့လက်ကိုဘယ်ညာရင်းပြနေတာ ကောင်လေးနှစ်ယောက်သူ့လက်ရှိရာကိုလိုက်ကြည့်နေတော့စိတ်ဝင်စားနေမှန်းသိတာနဲ့မင်းတို့ဒီရုပ်တွေကိုလိုချင်လား ဟုတ်လူချင်းပါတယ်ဒါဆိုရင်မင်းတို့ငါနဲ့လိုက်ခဲ့ကလေးနှစ်ယောက်ကအယုတ်ကိုလူချင်းပေမဲ့လည်းကြောက်စရာကောင်းကြီးနောက်ကိုလိုက်ရမယ်အရေးမလို့ခေါင်းခါမိကြပါတယ်ဟေးတားတို့ဘာလုပ်နေကြရလဲအဲ့ဒီချိန်မှာပဲရေဘူးရေကုန်တာကြောင့်ရေလာပြည့်တဲ့လခင်တယောက်တားနှစ်ယောက်ကိုလမ်းကြည့်ပြီးတော့အတန်ထွက်ပေါ်လာခဲ့ပါတယ်ကလေးနှစ်ယောက်ကမိခင်အတန်ကြောင့်အားတက်သွားပြီးတော့နောက်ကိုတုတ်ခနဲလဲကြည့်ပြီးတော့မိခင်ထံပြေးကြပါတော့တယ်အမေအမေဟဲမျက်ရည်တွေနဲ့ပါလားဘာဖြစ်လာကြလဲ လခင်တယောက်မျက်ရည်တွေအရွှဲသားနဲ့ပြေးလာကြတဲ့သားနှစ်ယောက်ကိုကြည့်ပြီးတော့ရင်ထဲထိတ်သွားပါတယ်။အမေကြောက်စရာလူကြီးတယောက်သားတို့ကိုသူနဲ့လိုက်ဖို့လာခေါ်နေရ။ဟမ်ဘာမှလဲ။နင်တို့ပြောတဲ့လူငါလည်းမတွေ့ပါလား။ဟိုဟိုမလေးမေရဲ့။ဟမ်ဘယ်ရောက်သွားပြီလဲမသိဘူး။သားတို့မလိမ္မာအောင်မေရဲ့။တကယ်ပဲစွန်းနာအဲ့ညမှာလူကြီးတယောက်ကိုတွေ့ခဲ့တာပါ။လာ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 အိမ်ထဲသွားကြမယ်။ကလေးနှစ်ယောက်လမ်းပြနေတဲ့နေရာကိုမလခင်တယောက်လမ်းကြည့်နေပေမဲ့ဘသူမှတော့ရှိမနေပါဘူး။တားနှစ်ယောက်ကလည်းတေချာချောင်းပြောနေတာကြောင့်မလခင်စိုးရင်သွားပြီးတော့ တားနှစ်ယောက်ကိုတဲအတွင်းကိုခေါ်ပြီးတော့သူတို့ကြုံသမျှကိုမေ့ကြည့်နေမိပါတယ်။တားနှစ်ယောက်စကားကြားရပြီးချိန်မှာမလခင်မျက်လုံးပြူသွားပါတယ်။အဲဒါကြောင့်ပဲယောက်ျားပြည့်သူကိုလမ်းခေါ်ပြီးတော့တားနှစ်ယောက်ကြုံရသမျှကိုတဆင့်ပြန်ပြောပြနေပါတယ်။ကိုခင်မောင်ကပုံမှန်မဟုတ်တဲ့အခြေအနေကြောင့်ရင်ထဲထိတ်သွားမိပါတယ်။တားတွေကိုလည်းနောက်ဘသူလာခေါ်ခေါ်မလိုက်ရနဲ့အဝေးလံမသွားရန်ကိုလည်းစိုးရင်စွာမှားကြားနေမိပါတယ်။တားနှစ်ယောက်မကြားလောက်တဲ့နေရာမှာလင်မယားနှစ်ကိုကြားတိုင်ပင်မိကြပါတယ်။ဘယ်လိုလုပ်ကြမလဲကိုခင်မောင်ရောက်လာတာမှမကြသေးဘူးမူမမှန်တာကြီးကြုံနေရပြီကျုပ်တို့ကြီးပဲဆိုရင်ကိစ္စမရှိဘူးလေ အခုဟာကလေးတွေပါအန်ရရှိလာပြီဘယ်လိုလုပ်ကြမလဲရှင်ငါတို့မှရွေးချယ်စရာမှမရှိတာမိမ့်မာရဒါပေမဲ့အဲ့ဒီလောက်တော့စိတ်မပူပါနဲ့ကွာငါတယောက်လုံးရှိပါတယ်ငါဘာလုပ်ရမလဲကြံပါမယ်တာသမီးတွေအတွက်စိတ်ပူနေတဲ့မလခင်ကိုချော်မော့နှစ်သက်ရင်နဲ့ခင်မောင်တယောက်ဘာဆက်လုပ်ရမလဲအကြံအိုက်စွာအလုပ်ပင်ဆက်မလုပ်နိုင်မဲနဲ့စေဘောလေးကိုမိကိုတထောင်းထောင်းထအောင်ဖြွာရှိုက်လိုက်သူကိုင်းခုတ်ဓာရှိကြီးကိုဓာသွေးကြောက်ဖို့တင်သွေးလိုက်နဲ့ရှိနေပါတယ်ညနေဆောင်၄နိုင်ခန့်ကိုရောက်တဲ့အခါမှာတော့မိမရင်စံ၃ကြီးလောက်ချက်ထားကွာငါရွာတဲ့ခဏသွားလိုက်အောင် တော့ကလည်းစံနေအများကြီးချက်ပြီးဘာလို့မလို့လဲငါပြန်လာရင်ပြောပြမယ်ကွာချက်တာချက်ထားစမ်းပါကလေးတွေကိုလည်းဂယူးဆိုင်နော်ငါမောင်မောင်ရင်ပြန်လာခဲ့မယ်စံများသုံးလေးပြီချက်ခိုင်းနေတဲ့ကိုခင်မောင်ကိုမလခင်ကနားမလည်နိုင်စွာမေးနေမိပါတယ်ဘာကြောင့်မှမသိပေမဲ့လည်းယောက်ျားဖြစ်သူအကြောင်းတစ်ခုခုကြောင့်သာချက်ခိုင်းခြင်းဖြစ်ရမယ်ဆိုပြီးတော့စံမေးမနေတော့ဘဲနဲ့ချက်ပြုတ်ရန်ပြင်ဆင်နေချိန်ကိုခင်မောင်တယောက်ရွာထဲကိုခြေလန်းကျဲကြီးတွေနဲ့ထွက်လာခဲ့ပါတယ် ကိုကမဥမောင်ကြီးအိမ်ကိုဥတီသွားရင်လည်းအိမ်မှာဥမောင်ကြီးကိုတွေ့ရတာကြောင့်သူ့သားတွေကြုံရသမျှကိုအကျိုးကြောင့်ပြပြလိုက်ပါတယ်။ကိုခင်မောင်စကားကြောင့်ပဲဥမောင်ကြီးကမျက်လုံးပြူးသွားမိပါတယ်။စိုးလဲစိုးရင်သွားပါတယ်။မင်းတို့လေကိုဆက်မလုပ်ချင်လို့ရှင်လဲရရင်နော်။ငါ့ကိုဘာမှအားနာစရာမလိုဘူး။ငါအခုလှုပ်ပေးထားတာကြီးလည်းမင်းတို့ခေါင်းထဲမှာမထည့်နဲ့။အခုပြန်လာချင်းပြန်လာလို့ရတယ်။ငါတကယ်သဘောယုံနဲ့ပြောတာပါ။ကျွန်တော်ကကြောက်လို့လဲပြန်လာရတာမဟုတ်ပါဘူးဦးရဲ့။ဦးစီရနဲ့အကူအညီလေးတစ်ခုတောင်းစရာရှိလို့ပါ။အေးပြောခင်မောင်ငါဘာအကူအညီပေးရမလဲ။ကျွန်တော်ကိုကြက်နှစ်ကောင်လောက်နဲ့ပတ်စံနဲ့လောက်အကူအညီပေးပါဗျာ။ ကျွန်တော်စီစဉ်စရာလေးရှိလို့ပါအေးလေအဲ့လောက်တော့ငါကူညီနိုင်ပါတယ်ကွာပက်ဆန်ဘယ်လောက်လဲကျက်ကတော့ခြံထဲမှာမင်းကြိုက်တဲ့နှကောင်ဖမ်းသွားကွာကိုခင်မောင်ကလိုအပ်တဲ့ပက်ဆန်နဲ့ကျက်နှကောင်ရတဲ့အခါမှာကျက်နှကောင်ကိုပွေပြီးတော့ရွာထက်ရက်ဆိုင်ကိုဝင်ပြီးတော့တောရက်တစ်ပိုင်းမာတော့ခါသုံးလုံးကိုပါဆယ်ဆွဲပြီးတော့သူ့လေတဲကိုပြန်လာခဲ့ပါတော့တယ်ကိုခင်မောင်လေတဲကိုပြန်ရောက်တော့9နာရီခွဲလောက်ရှိနေပါပြီမလခင်ကလည်းထမင်းအိုးမဆန့်တာမို့တအိုးချက်ပြီးတော့နှက်သွားတဲ့ထမင်းတွေကိုဇလားတစ်ခုထဲမှာတုံနောက်တအိုးချက်နေပါတယ် ုခင်မောင်တယောက်တဲတဲကိုရောက်တာနဲ့ကျက်နှက်ကောင်ကိုတတ်အမွှေးနှုတ်ရင်နှွေးဖြောလျက်ရှိနေပါတယ်။ထမင်းကြက်ပြီလားလာခဲ့။ကလေးတွေရောစားပြီးကြပြီလား။ကလေးတွေနဲ့ကြုံနေရစားပြီးသွားပြီတော့တော်မာတဲ့ထမင်းချက်နေတာ။ကျက်နှက်ကောင်နဲ့ထမင်းတွေကဘာလို့မလို့လဲတော့။ထမင်းတွေကိုဇလားတဲ့ကုန်စုထဲကွာ။ကလေးတွေနဲ့မတဲတဲမှာပဲနေနော်။ဘာသာန်ကြကြထွက်မကြည့်နေကြလား။တော်ဘာလို့မလို့လဲရှင်။မထိတ်တာမလန့်တာရှိလိုက်တာ။ငါမိသားစုဘေးကင်းမှုခုကလေးကငါလှုပ်ရှားရှာအကုန်လှုပ်ထားရမယ်ကွာ။စိတ်မပူပါနဲ့။နောက်ကြငါအကုန်ပြောပြပါမယ်။ ကိုခင်မောင်ကထမင်းထည့်ထားတဲ့ဇလားထဲမှာကျက်နှကောင်ထည့်ပြီးတော့အရက်ပလင်းအိတ်နဲ့ဓားရှိကိုလက်တစ်ဖက်ကကင်ကလေကွင်းမြင်တောဆက်တဲ့ကိုဆင်းသွားရာဇနီးပြည်သူမလခင်တယောက်စိုးရင်စိမ့်နဲ့ကြည့်နေမိပါတယ်ခင်မောင်ကမတော့လင်တကယ်လူကောင်ပြောချင်ရပြောစိတ်မဆိုးတဲ့သူတယောက်ဖြစ်ပေမဲ့တောက်စားလာပါကလက်မျက်ချင်းမျက်နဲ့ရံဖြစ်တဲ့ခင်မုန်းဖြစ်သူအကြောင်းသူမအသိဆုံးပါယခုလဲစံသုံးမြည်ချက်ကျက်သားနှကောင်အရက်အပြင်နေလေကတနေကုန်သွေးနေတဲ့ကိုင်းခုတ်ဓားကိုပါယူသွားခြင်းကြောင့်စိုးရင်စိမ့်တွေဝင်နေမိခြင်းဖြစ်ပါတယ် တချမ်းမဲ့လကလေးကသူ့လင်းရောင်ကိုတတ်နိုင်တဲ့မြားအလင်းပေးလျက်ရှိပါတယ်ကိုခင်မောင်တယောက်ကနင်းလေကဖပြုတ်လိုကောင်ထွက်လာတဲ့တောဆက်ကလေခွဲမှာပါလာတဲ့ထမင်းနှောင်းကိုချရင်နဲ့ပတ်ဝန်းကျင်ကိုကြီးကန်းတောင်းမောင်းကြည့်နေပါတယ်ဒီနေရာမှာနေတဲ့မိတ်ဆွေ ကျုပ်ကခုမှရောက်လာတာဆိုတော့မိဖြစ်ဆွေဖြစ်ကျုပ်တည်ခင်းတဲ့အရက်နဲ့ထမင်းကိုလာစားတော့ဖို့ဖိတ်ခေါ်ပါတယ်။ကုခင်မောင်ကသွေးပူရဲလာဖို့အတွက်အရက်တပလင်းကိုတဝက်မြမနာတဲ့မောချလိုက်ပါတယ်။ငကိုကြောက်စိတ်နေတဲ့ပြင်အရက်ကြောင့်မိုက်သွေးတွေကြွလာပါတယ်။ကုခင်မောင်ကစားတော့ရန်ဖိတ်ခေါ်ပြီးမှတော့လာရောင်အလင်းမိန်မိန်နဲ့ပတ်ဝန်းကျင်ကိုလိုက်ကြည့်နေပေမဲ့လည်းအခြေအနေဟာထိုးမလာခဲ့ပါဘူး။ငြိမ်သက်လျက်ရှိနေတာကြောင့်ကြက်ပေါင်တစ်ချောင်းကိုဖယ်ပြီးတော့တကိုက်ဖဲ့ဝါလိုက်ရင်မှနောက်တစ်ချိန်ကောင်းလိုက်တဲ့ကြက်သားကွာခြိုကြက်ပဲ။အရက်ကလည်းမီးတောင် လေချောင်းထဲမှာပူစင်းသွားတာပဲလာဗျာမလာလို့ရှင်ကြုတ်ပြန်တော့မှာနော်ကိုခင်မောင်ကနောက်တစ်ကြိမ်ဖိတ်ခေါ်ပြီးတော့ပတ်ဝန်းကျင်ကိုအကဲခတ်နေမိပါတယ်ယခုချိန်မှာတော့ကိုခင်မောင်ဖိတ်ခေါ်လို့ပြီးလာရောက်မကြောက်ရောက်တဲ့တောဆက်အမောင်တွေမှာလှုပ်ရှားမှုတစ်ခုကိုတွေ့လေရတာကြောင့်ကိုခင်မောင်တေချာဂူးဆိုင်ပြီးကြည့်နေမိပါတယ်ခလေးရက်တတာမဲမဲပူးကွက်ကွက်အကောင်တကောင်ကဘဲလျှောက်တယ်လို့ရှောက်လာရင်းနဲ့သူရှိရလာနေခြင်းကြောင့်ကိုခင်မောင်တောက်လက်ဆပလင်းနဲ့ဓားရည်ကိုကင်ကနောက်သို့အနေငယ်ဆုပ်လိုက်ပါတယ် ရှာကြီးများကိုပြူတစ်ပြူတစ်ထုတ်ရင်လည်းသူ့ပုံစံကရေထည့်ထားသလိုပူစီပေါင်းဝမ်းပိုက်ကြီးများကဘယ်ညာရင်းလျက်ရှိနေပါတယ်။ယခုပုံစံကနင်းလေကလိုလူတမ်းမှန်ပုံစံမဟုတ်ဘဲနဲ့စပားထည့်တဲ့ပုတ်တောင်းအရွယ်စားဖြစ်နေပါတယ်။ထမင်းထည့်ထားရဇလားကြီးနီးရောက်တဲ့အခါမှာလာရောင်အောက်မှာအယောင်ထွက်နေတဲ့မျက်လုံးကြီးတွေနဲ့ကိုခင်မောင်ရှိရကိုလမ်းကြည့်လာတာကြောင့်မကြောက်မရွံ့တတ်တဲ့ကိုခင်မောင်ပဲလူသားနဲ့ပရလောကသားဟုသောစိတ်ကြောင့်ကြောထဲမှာစိတ်ငင်းနေဖြစ်မိသွားပါတယ်။စားဗျာခမည်းစားဖို့ယူလာတာအရက်လက်တော့ အေးဗျာမစားတာလဲကြာပြီကိုခင်မောင်စကားပဲမစုံလိုက်ဖပြုတ်လူကောင်းကြီးကထမင်းစလားအနီစောင်းကြောင်ထိုင်ပြီးတော့ကြက်တကောင်ကိုဆွဲကြိုက်ပြီးတော့အငမ်းမရစားနေပါတော့တယ်ပါဇက်ဟလိုက်ရနရွက်တက်ချိတ်မတက်ကျေသွားတဲ့ပါဇက်ကြီးမှာသွားချောင်းကြီးများဖြင့်ကြက်ကိုကြိုက်ချလိုက်ပါဇက်အတွင်းမှာမဆက်မပြဲဝါလိုက်ပြီးအယူဝမကြံဝါစားနေတာကြက်တကောင်ကို1မိနစ်လောက်ပဲကြာပါတယ်ကြက်နှစ်ကောင်ကုံသွားတော့အရက်တစ်လုံးကိုတကြိုက်တည်းမော့ချလိုက်ပါတယ်နှစ်ကြိုက်အတွင်းမှာပဲအရက်ကနှလုံးလုံးကုံသွားပြန်ပါတယ် ပြီးတော့မှဇလားတဲ့ကောင်းကုန်ပြီးတော့လက်နှစ်ဖက်နဲ့ဗဇက်သေးကိုထမင်းနဲ့ရက်သွင်းနေ။ဗဇောင်အပြည့်ထမင်းထည့်ပြီးတော့တပြက်ပြက်နဲ့စားနေပါတော့တယ်။ကိုခင်မောင်ကထိုကြောက်စရာမကောင်းဆိုးဝါးကြီးစားတောက်နေခြင်းကိုကြည့်ပြီးတော့အနှဲငယ်စိုးရိမ်စေဝင်သွားမိပါတယ်။လက်ကြံရက်ကိုအကုန်မော့ခိုင်းခုတ်ဓာရှိကိုလက်နှစ်ဖက်ကအတင်းဆုပ်ပြီးတော့ရှေ့မတိုးရအောင်ရှိနေပါတယ်။ထမင်းစံသုံးမြည်ချက်က၃-၅မိနစ်တွင်မှပဲကုန်တော့မှာမလို့ခုချိန်မသွားရင်မဖြစ်တာကြောင့်စိတ်အားတင်းလိုက်ပြီးတော့အဲ့ဒီအကောင်ကြီးနာကိုတရွေ့ရွေ့နဲ့တိုးကပ်လာခဲ့ပါတော့တယ်။ စားတော့နေတဲ့ပပြုတ်လိုကောင်းကြီးနာဓာတလန်းအကွာရောက်လက်နှစ်ဖက်နဲ့ဓာကိုဇုံကိုင်ပြီးတော့ရှိသမျှအာဂုံသုံးပြီးခေါင်းငုံနေတဲ့အဲ့ဒီအကောင်ကြီးကိုခေါင်းကနေခုတ်ချလိုက်ပါတော့တယ်ကိုခင်မောင်ဓာခုတ်ချချိန်မှာပပြုတ်လိုကောင်းကြီးကခေါင်းမော့လာတာကြောင့်ကိုခင်မောင်ဓာခုတ်ချက်ကခေါင်းတရဲကိုထိမှန်သွားလျာဆေးပြစ်ပြစ်အည်တွေပန်းထွက်လာရကိုခင်မောင်တကူလုံးပေပွားကုန်ပါတယ်ပပြုတ်လိုကောင်းကြီးနာကျင်စွာအော်ဟစ်လိုက်တဲ့အတန်ကတိတ်ဆိတ်တဲ့ညကိုဖုံးလွှမ်းသွားပါတော့တယ်နာကျင်မှုကြောင့်ပဲရုံးကန်ထွက်ပြေးရာတရိုးကင်ထားတဲ့ကိုခင်မောင်ကိုစောင့်တွန်းထားခဲ့တာကြောင့် ကိုကင်မောင်တယောက်လက်ကတရိုးလွတ်သွားပြီးတော့နောက်ပြန်လန်လဲကျသွားပါတယ်ကိုကင်မောင်လဲကျနေရမှာကမန်းကရန်ထပြီးတော့ဖပြုတ်လိုကောင်းကြီးကိုကြည့်လိုက်ရခေါင်းမှာဓာတန်လန်းကြီးနဲ့ရက်ကန်ရက်ကန်နဲ့တောဆက်ကိုဝင်ပြေးသွားတာကိုတွေ့လိုက်ရပါတယ်ကိုကင်မောင်ရဲ့အော်တန်အင်းတစ်ခုကြားလိုက်ရလို့ကျမရှေ့အတွက်စိုးရိမ်နေရတကူလုံးနဲ့အကြည့်ချွဲနေနေပါလားဘာတွေဖြစ်နေရလဲရေမိုးချိုးပြီးတော့ထမင်းစားမယ်ကွာထမင်းခူးတာငါရေချိုးလိုက်အောင်မယ်ပြီးရင်ငါအချောင်းဆုံးရှင်းပြမယ် တဲကိုကိုခင်မောင်ပြန်ရောက်ချိန်မှာတော့တကူလုံးအစိမ်းရောင်အကြည့်ချွဲတွေကြောင့်ပေပွားနေတဲ့ကိုခင်မောင်ကိုကြည်ပြီးတော့ယခုဒီမအိဘဲစောင့်နေတဲ့မလခင်ကမေးလိုက်ခြင်းဖြစ်ပါတယ်ကိုခင်မောင်ကလည်းတဲတောင်ကြီးရေတွင်းလေးမှာရေတဝချိုးလိုက်ပြီးတော့ဘိုက်တော်စာနေရတဲ့သူမိမပြင်ထားတဲ့ထမင်းနဲ့ဟင်းကိုစားနေချိန်လခင်တယောက်ကဘေးမှာထိုင်ရင်းနဲ့ဖြစ်ပြက်လာသမျှကိုသိချင်စိတ်ပြင်းပြလျက်ရှိပါတယ်စားသောက်ပြီးချိန်မှာတော့ရေနွေးတကယ်ရနဲ့ကိုခင်မောင်နားရောက်လာရင်အချောင်းစုံကိုကြုတ်ကိုလည်းပြောပါအောင်ရှင်ညကလေးကတော်ပါရီလုံနေရလဲကြုတ်ကသိချင်နေရာ ကိုကီမန်တယောက်ဟာသူနဲ့ဖျက်ဖြုတ်လို့ကောင်းကြီးရင်ဆိုင်ကြုံတွေ့ရသမျှကိုမချွေးမချန်နဲ့ပြောပြလိုက်တော့လက်ခင်တယောက်ခင်မောင်စကားဆုံးတော့ရင်မက်ကိုဖျင်းနေကိုကီမောင်ရဲ့မသေးကောင်းမပြောက်ပါဘာလို့အန်နီရဲ့များတာကြီးတွတ်လို့ရလဲဒီလိုမှမလုပ်လို့ရှင်ငါတို့မိသားစုတွေအန်နီရဲ့ရှိလာနိုင်လို့လေအခုတော့ဘာမှစိတ်မပူပါနဲ့တော့ဒါနဲ့ရှင်နဲ့တွေ့ခဲ့တဲ့ဟိုကောင်းကြီးရောဘာဖြစ်သွားပြီလဲတေသွားပြီလားမသေးရင်တော့မှနောက်တစ်ခေါက်ပြန်မလာရဲလောက်တော့မနဲ့မိုးလေးမှငါတွတ်ကြည့်လိုက်မယ်ညာလဲနဲ့နေပြီဆိုတော့မင်းလဲအိတ်တော့ကွာငါတော့ခုညာအိတ်ပြုံမယ်မထင်ဘူး ကိုခင်မောင်တယောက်ဟာရင်နွေးချမ်းတိုးပြီးတိုးကျိုတော့ပြီးတော့မိုးလင်းတဲ့ထိထိုင်ဆောင်နေပါတယ်ကိုခင်မောင်လည်းမနဲ့မိုးလင်းတာနဲ့ဓာတ်တချောင်းလက်ကကင်ပြီးတော့ညကဖပြုတ်လိုကောင်းကြီးပြေးရတောဘက်ကိုလိုက်ရှာပါတော့တယ်တောရင်းတနေရာရောက်မှတော့ခေါင်းမှာဓာတ်ဆိုင်ပြီးတည်နေတဲ့ငါးဘိတ်တာလောက်ရှိတဲ့ဖပြုတ်ကြီးတကောင်ကိုထူးဆန်းစွာတွေ့လိုက်ရပါတော့တယ်တသက်နဲ့တကိုဒီလောက်ကြီးတဲ့ဖားမျိုးကိုကိုခင်မောင်မတွေ့ဘူးပါဘူးညကသူ့ဓာတ်နဲ့ခုတ်လိုက်တဲ့ကောင်ကဖပြုတ်ကြီးဖြစ်နေတာကိုခင်မောင်အတွက်အံ့ဩစရာတော့ဖြစ်နေပါတယ်ကိုခင်မောင်လည်းထင်းကြောင်များရှာပြီးတော့ဖပြုတ်ကြီးကိုမီးရှို့လိုက်ပါတယ် ကိုခင်မောင်တို့လင်မယားနောက်ထပ်မြည်သည့်အန္တရာယ်မှမကြုံရတော့ဘဲနဲ့တမိုးရင်းလုံးဘေးကင်းစွာလေယာလောက်ကိုင်းနိုင်ခဲ့ကြပါတော့တယ်။ဂဝန်တောင်ရွာသူရွာသားတွေကတော့ကိုခင်မောင်တို့မိသားစုဘယ်နဲ့ပြေးလာကြမလဲနားဆွေနေကြကလေသာပြီးသွားတယ်။ကိုခင်မောင်တို့ဘာမှမဖြစ်တာကြားရတော့အံ့အားသင့်နေကြပါတယ်။မြေစီမြေိုင်းလေမို့လို့စပားကင်းကဖြစ်ထွန်းပြီးတော့ကိုခင်မောင်တို့စူးစမ်းမှုကြောင့်ပဲအထွက်လဲတိုးခဲ့ပါတယ်။ဥမောင်ကြီးကလည်းကိုခင်မောင်ကိုသဘောကျသွားပြီးတော့ထိုလေကိုကိုခင်မောင်သာနစ်စင်လောက်ကိုင်းရန်ခွင့်ပြုလိုက်ပါတော့တယ်။ ကိုကမာနုလင်များကလည်းလေရှင်ကိုကျွေးမိရဆက်ပြီးတော့သူတို့အတွက်လည်းစပါးတော်လေးကျန်တာကြောင့်ပျော်ရွှင်နေကြပါတယ်။ယခုတိုင်းဆိုပါကနောက်တစ်နှစ်လဲလုပ်ပြီးပါကတားနှစ်ယောက်ရှင်ပြုတ်နိုင်မှကျင်းတည်နေတာကြောင့်မျှော်လင့်ချက်တွေနဲ့ပျော်နေကြခြင်းလည်းဖြစ်ပါတယ်။ဘသူမှမလုပ်ရဲလို့ပြစ်ထားရတဲ့မြေချမ်းမြေဆိုးဟာယခုဆိုလေမြေကြီးကနေရွှေတီးနေတဲ့အခြေအနေကိုရောက်ရှိနေပြီပဲဖြစ်ပါတယ်။ဇလန်လေးကတော့ဒီမှာတွေပဲပြီးဆုံးသွားပါပြီဗျ။ဇလန်လေးကိုဇုံတဲ့ထိနားဆင်ပေးခဲ့ကြတဲ့ပရိသတ်တယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးတင်ပါတယ်။နောက်ဗီဒီယိုလေးမှာပြန်တွေ့ကြမယ်နော်။